နှစ်တိုင်ပုံမှန်တင်ကြလာတဲ့နွေရတီမွန်စာပေတင်နန်းကိုစိတ်ဝင်စားသူနေပါလေပြီးမွန်စာပေလေးလာတင်ယူနေတဲ့လူငယ်တွေဟာ ဒီနေ့တစ်နှစ်ပုံမနေပါလာတယ်လို့မွန်စာပီအေးလောက်ရှာနေတဲ့တန်ခါတော်နဲ့စေတနာဝန်ထမ်းចောင်းဆရာဆရာမတွေထံကသိရပါတယ်မြို့ပေါ်အတွင်းဖိလင်နေတဲ့အင်္ဂလိပ်ဘာသာစကားနဲ့အခြားနိဗ္ဗာန်သင်တန်းတွေကိုမိဘအောက်ထင်းသူတွေကပုံမဦးစားပေးတင်ယူစီတဲ့အပြင်တန်ကြီးចောင်းသားចောင်းသူတွေကလာမဲ့စာတီနှစ်တွေအတွက်ဂျူရှင်ဂျူတင်တက်ရောက်နေရတာကြောင့်မွန်စာပီတင်ယူတဲ့တန်ကြီးအရွယ်ចောင်းသားလူငယ်တွေနေပါနေပါတယ်ဒါအပြင်မွန်စာပီတမိုင်းတန်းထိလိလာတင်ယူသူမရှိတဲ့လောက်နေလာကြောင်း မွန်စာပေလက်စစ်ကန်တီယူသူတဖြည်းဖြည်းပြောက်ွယ်သွားမှာကိုဆွေရမိကြောင်းမွန်စာပေအရေးလောက်ရှားနေတဲ့တန်ခါတော်တပားမှမကြားခဲ့ပါတယ်။မိမိုင်ကောင်းနိုင်မွန်တောင်းရတဲ့ကြံထန်ထေကွာစာထားလိုက်ကကုန်းလည်းကတန်ဖဲမွန်ကတိတော်တန်ရင်လေပလတ်မဟာကောင်းတော်တန်ရင်လေထေကွာမောင်ကလန်ဒန်ကတဲ့စဟာကောင်းတော်တန်ရင်လေ ដែលដាច់មកកៅដែលដាច់មកលោចមនអានទីបាយកៅသူကိစ္စနဲ့ပတ်သက်ပြီးမြို့နယ်နဲ့ကြည်ရွာရှိအဖွဲ့အစည်းတွေအပြင်မိဘအုပ်ထိန်းသူတွေမှာတာဝန်ရှိကြောင်းလူငယ်တွေဟာမိမိတို့လူမျိုးအတွက်ကာကွယ်စောင့်ရှောက်နိုင်ဖို့နွေရာသီမွန်စာပေတင်တန်းကိုတက်ရောက်တည်ကြောင်းဆက်လက်မိတ်ကြားထားပါတယ်။ဒါကြောင့် မွန်စာပေလဲလာတင်ယူသူပုံမများလာဖို့လူငယ်တွေကိုဆွေးဆောင်တဲ့အနေနဲ့အင်္ဂလိပ်ဘာသာစကားကိုပါထည့်သွင်းတင် जा နေရကြောင်းနွေရတီမွန်စာပေတင်သားမှစေတနာဝန်ထမ်းဖြစ်ပါဝင်တင် जा နေသူကဆိုပါတယ်။ကျောင်းပညာကိပေါ့ဆမင်ကလတ်ဆမ်လာမိုင်းဒီတာမောဘူဒီကိုငါတတိပန်ဒေတာတူနာဒါငူတာလဲတူနာဒါတာတူနင်ကလတ်မောမောဒကွာန်ပန်ကိတုံဖိုင်တကညာငါအွန်စီယ ပန်နီကတောင်းကောင်မနွေလေးနီကတောင်းကောင်ငါချက်ရတောင်းဆန်ကလောက်ဆမ်လက်မောင်းမိမိတို့လူမျိုးရဲ့အမျိုးသားရေးလက္ခဏာတွေပေါ်ထုတ်နိုင်ဖို့နဲ့တိုးတက်စေရေးအတွက်ပညာရေးကိုဦးစားပေးလေ့လာသင်ယူကြဖို့နဲ့မွန်စာဖေဟာမွန်သမိုင်းတွေမှာလေ့လာထားဖို့လိုအပ်ကြောင်းလည်းသူကဆက်ပြောပါတယ်။မွန်ဒေတာလုံးဆိုင်ရာမွန်စာဖေနဲ့အင်ဂျင်မှုဖွဲ့ရဲ့ချက်လက်အရနိုယာတီမွန်စာဖေတင်သားကိုမိုးပြင်းနေအပြင် ကင်းပြည်နယ်တရင်းနာရီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းမန္တလေးတိုင်းဒေသအကြီးအသွင်း16မြို့နယ်ထိဖွေလေးထားနိုင်ပြီးအခုနှစ်မှာတိုက်ပွဲပဋိပက္ခအကြောင်းဖွေလေးတင်ကြားနိုင်မှုညော့နေတာဖြစ်တယ်လို့မွန်စာပေလှူရှားသူတွေကခံမှန်ပြောဆိုကြပါတယ်။노ရတီမွန်စာပေတင်ကြားမှုကိုတကြံပိတ်ရက်ကအလွဲပြီးမလကနေမေလထိနှစ်လတာအတွင်းဆက်တိုက်ဖွေလေးတင်ကြားတာရှိပါတယ်။1988ခုနှစ်နောက်ပိုင်းမှာမွန်စာတင်ကြားဖွေကိုလုံးဝပိတ်ပင်ခံရတဲ့အချိန်ကစပြီး노ရတီအတွင်း တိုင်ငါတော်တွေရဲ့ဥဆောင်မှုနဲ့ဖုံတော်ကြီးចောင်းတွေမှာမွန်စာတင်ကြားမှုတွေကိုအကောင့်ထဲပေါ်တင်ကြားလာခဲ့ကြဒီမှာယနေ့ထိတိုင်ဖြစ်ပါတယ်ခင်ဗျာ။